ညဦးနဲ့တဲ့ချင်းတွေကိုအားပေးနှဆင်နေကြတဲ့သူတွေအားလုံးပဲမင်္ဂလာပါရှင်။ဒီကနေ့မှာဖက်ပြောက်သွားဖို့ရွေးချယ်ထားတာကတော့ဆရာကြီးတာရူရဲ့အတော်ကြီးပြတော်စာဆိုတဲ့ဝတ္ထုတွေဖြစ်ပါတယ်။ခန်းစားနှဆင်အားပေးပါအောင်နော်။အတော်ကြီးပြတော်စာ အတွေးချာချာလဲခြင်းဟုဆိုအပ်သောအဖြစ်မျိုးကို ကျွန်တော်တကယ်ကြုံတွေ့ဘူးဒီမှာအတော်ကြီးပြသောစာကိုဖတ်ပြီးတော့အချိန်ကျမှဖြစ်သည်အတော်ကြီးဟုကျွန်တော်ရည်ညွှန်းပြောဆိုနေသူမှာအသက်အပြင်ကြီးရင်လာသည်သူမဟုတ်ပေ35နှစ်40အကြာတွင်ရှိမည်ဟုကျွန်တော်ခန့်မှန်းလိုက်မိသည်သူနှင့်ကျွန်တော်သည်မမျှော်လင့်ဘဲတွေ့ဆုံခဲ့ကြရသည် တနည်းတစ်နိုင်ကျွန်တော်သည်မိတ်ဆွေတယောက်အဆွဲကောင်းလာသည်ဖြင့်တကြောင်မိမိကိုယ်တိုင်ကလည်းစိတ်ဝင်စားမှုရှိနေသည်ဖြင့်တကြောင် ဝိပဿနာကမ္မထံတရားအာထုရာဌာနတစ်ခုတို့ဆွဆွရွရွရောက်သွားပါသည်အတော်ကြီးနှင့်မမျောလင့်မဲတွေ့ဆုံကြရသည်မှာထိုဌာနဖြစ်သည်သူသည်လည်းတရားအာထုရင်လာသူပုဂ္ဂိုလ်တူဖြစ်သည်ကျွန်တော်တို့သည်နားနေခြင်းတွင်တဦးနှင့်တဦးမိဖွဲ့ကစကားစမြည်ပြောဆိုနေကြ၍အချိန်တန်ကြာသောအခါအတော်ကြီးကမိကွန်းတစ်ခုထုတ်ပါသည်မင်းကလူငယ်ဖြစ်ပြီးတော့ဒီနေရာမျိုးရောက်တယ်ဆိုတော့ချီးမွမ်းစရာပေါ့။မင်းမှာရီးစားတွေပါတယ်များရှိသလား။ အတော်ကြီးကဤသို့ပြုံးကနေမိလိုက်သည်တွင် ကျွန်တော်မှာရှက်အံအံကြီးဖြစ်သွားမိပါသေးသည်။နောက်မှပြန်၍အင်ဂျီဆဲလိုက်ရသည်။သူ၏မိကွန်းကိုကျွန်တော်ဖြေရမည်။မမှန်သည်ကိုလည်းမဖြေခြင်း။ရီးစားလား။ရှိရှိရီးစားတော့ရှိတာပေါ့ဟေး။ရီးစားရှိတာကြားပလား။သူနဲ့ကျွန်တော်မြေတားရှိနေတာ တနည်းကြော်ကြော်လောက်ရှိပါပြီ။သူကမင်းကိုတော်တော်ချစ်တယ်လား။ သူချစ်တာတော့မပြောနဲ့တော့ကြီးတကယ်လို့ဒါကျွန်တော်တစ္ဆာမဲလို့ဖောက်ပြန်မယ်ဆိုရင်သူတို့ယူမှာပဲမယူရင်လည်းကိုကိုကိုတေချောင်းကြံစည်တဲ့နီးနဲ့ဘဝကူမှာပဲဒါလောက်တောင်းပဲလားနှုတ်မင်းကရောဟဲဟဲဒါကတော့ခမညာအတော်ကြီးဒီကျွန်တော်ကိုစိမ့်စိမ့်စိုက်ကြည့်နေသည်တို့ရရင်သူဤအတွင်းမှာပြစ်စုံပန်တွင်ရှိဟံမတူမင်းတို့တမီးစားဘဝနဲ့နေကြတဲ့အခါနောက်ပြီး အိမ်အောင်ပြုကြတော့လေအကျဉ်လမရဘဝနဲ့နေကြတဲ့အခါတူးကိုတူးဘလို့ချစ်တဲ့နဲ့ဘလောက်ချစ်တဲ့နဲ့ဆိုတာတွေကိုစဉ်းစားမှုရရဲ့လားသူ၏မိကွန်းသည်အတော်ဆန်း၏ကျွန်တော်ကတင့်တော်တော်အဖြစ်တစ်ခုခုကို ပြန်၍မပေးနိုင်မီပင်ဒေါ်ကြီးသည်ခါးကြတဲ့တွင်ရှိတော့ဘောလီအင်ဂျီအိတ်ထဲမှတရေအိတ်ငယ်တစ်ခုကိုနှိုက်ထုတ်လိုက်ပြီးရင်ဖြွင့်၍စားရွက်ခောက်တစ်ခုကိုဆွဲထုတ်လိုက်သည်မင်းဒီစာကိုဖတ်ကြည့်စမ်းနေဦး မဖက်ခင်တိစားကိုအတော်ဘလို့ရတယ်ဆိုတဲ့အကြောင်းပြောပြရအောင်မယ်ဟုတ်လားပြီးမှဖက်ဖို့ဤတို့ဆိုကအတော်ကြီးသည်သူထုတ်ပြတော်စာဤရာဇဝင်ကိုပါခင်းမာတော်သည် မတ်တင်တင်စိန်နဲ့ကိုမောင်ကြီးတို့လင်မယားမှာအလွန်ချစ်အလွန်အလွန်ချစ်အတိုင်းမသိချစ်ကြတော့ကျင်းစာဦးများဖြစ်ကြသည်ကိုမောင်ကြီးဤမိခင်နဲ့အတူသူတို့သည်ချမ်းမြေစွာအသက်မွေးနေထိုင်ကြသည်လင်းနစ်မယားချစ်ကြရဝယ်မြည်သည့်စည်းဝိုင်းအတွင်းမှာသာချစ်ရမည်မြည်သည့်စည်းဝိုင်းကိုကြုံလွင်၍မချစ်ရဟုသောတတ်မှတ်ချက်သည်ဤလောက၌မရှိဟုမတ်တင်တင်စိန်နားလည်ထားသည်ဤတမတ်ချက်မျိုးသည်ရှိစေကောင်းသောအရာဟုတစုံတယောက်ကဆိုပါလျင်လေ မတ်တင်တင်စိန်တန်လျာဖြစ်မိမိမှာအမှန်မင်းဖြစ်သည်မတ်တင်တင်စိန်သည်ခင်မုန်းဖြစ်သူကိုခြေရဝဲတပါသောခင်မုန်းရှိသူမိမများထက်ပိုကဲ၍ခြေ၏ခင်မုန်း၏မျက်နာတော်လှဆက်ဝန်းကိုဒစိမ့်စိန်ကြည့်ရင်ချစ်စိတ်များမြူးကြွသဖြင့်ဦးများအသိများပင် တုံးခဲ့ရသောအချိန်မောင်မနေပြီခင်မုန်းကိုချစ်တော်စိတ်သည်သာဤကရစ်တဆူအနေနဲ့မတ်တင်တင်စိန်ကိုစိုးမိုးလျက်နေခဲ့သည်ဤကဲ့သို့ချစ်မိလျက်များကိုထိန်ထိန်ညင်းညီးထွန်းညီကအပျော်ကြီးပျော်နေစဉ် မတ်တင်တင်စိန်သည်ခင်မိုးကိုဆွန့်လွတ်လိုက်ရသည်တခုသောညနေခင်းတွင် ကိုမောင်ကြီးသည်မူးသည်မူးသည်ဟုပြောရင်းကအသက်ပြောက်သွားသည်လောကကြီးကအမှန်စင်စစ်မျက်လေဆရာကြီးသာဖြစ်လေသလားမတ်တင်တင်စိန်မတွေ့တော့တတ်ပေသူဒီခင်မိုးအလောင်း ကိုပွေ့ပိုက်ရင်မျက်ရည်မူးကြီးတဲထန်စွာတွန်းလျာအလောင်းဤကိုပေါ်မှအဝတ်များသည် မျက်ရည်များဖြင့်သာရွှဲရွှဲစုကုန်တော့သည်ကိုမောင်ကြီး၏မိခင်သည် မျက်ရည်စင်နိုင် လာသူမဟုတ်ပေမယ့် ပူဆွေးမှုကိုဖြည့်တင့်တနိုင်သေးသူကဟုတ်ပေသည်သူသည်မိုးဆိုးဆိုးချုပ်သည့်အထိမတ်တင်တင်စိငိုကြွေးမဆုံးဖြစ်နေသည်ကိုကြည့်ရင်ဇုံတစ်ခုကိုတရိယာလာဟန်နှင့်အခန်းတွင်သို့ဝင်သွားပြီးလျှင်ခဏကြာသောအခါပြန်ထွက်လာသည်တင်တင်စိရေဒီစာညီကိုမင်္ဂလာဆောင်တဲ့နေ့ကမမောင်ကြီးငါကိုအပ်ထားတယ်စာညီသက်35နှစ်ကြာတော့ညီကိုပေးဖို့တဲ့အဲ့ဒီတော့ကဒီစာကိုပေးရင်သူ့ကိုညီအထင်လွဲမှမဟုတ်ချပဲလို့ပြောတယ် အခုတူလည်းမရှိတော့ဘူးကြီးတွေအပ်ထားတဲ့စာမို့ငါသိမ့်နေစရာအကြောင်းမရှိတော့ဘူးရော့ အတော်ရောက်ခမထုတ်ပေးတဲ့စာဒီစာပါပဲကဲဖတ်ကြည့်ပါဦးဒါထက်ခမအတော်ကြီးခင်မုံဆုံးသွားတာဘယ်လောက်ကြာပဲလဲ၁၀နှစ်လောက်ရှိရောပေါ့စာကိုဖတ်ကြည့်ပါဦးမင်းစိတ်ဝင်စားမှာပါကျွန်တော်လဲစာကိုဖွင့်၍ဖတ်လိုက်ပါသည်စာမှာသူပြောသည့်အတိုင်းအတော်စိတ်ဝင်စားပွဲကောင်းသည်စိန်စိန်နဲ့အကူဟာတယောက်ကိုတယောက်ဘယ်လောက်ချစ်ကြတယ်ဆိုတာအကူတို့အချင်းချင်းအတိဆုံးပဲမဟုတ်လား ီနေ့တော့အချစ်အကြအခုစကားနည်းနည်းပြောခြင်းနေစိန်ဟာအခုဆိုရင်အသက်35နှစ်ရှိနေပြီတွေးခေါ်တွေအတော်အနေထိုင်လောက်ပြီအဲ့ဒီတော့အခုပြောတဲ့စကားတွေကိုတိတိကျကျလေးလေးနက်နက်စဉ်းစားကြည့်စမ်းပါစိန်ဟာအသက်ညံဆောင်ဆိုတဲ့စကားကိုတော့ကြားဖို့မှာပဲနောက်ပြီးတော့ဒီစကားရဲ့နက်နေတဲ့အတေပဲကိုလည်းနားလေသဘောပေါက်ပြီးဖြစ်မှာပဲအချစ်ညံဆောင်ဆိုတဲ့စကားကိုရောကြားဖို့သလားစိန်ဟင်းအင်းကြားဘူးဘယ်ကြားဘူးမှာလဲ ဒီစကားကအခုမှအကိုပြောမယ်စကားပဲစိန်နဲ့အကိုဟာဘုဒ္ဓဇင်လူသားတွေပြီးပြီးချစ်ပင်စိုက်ပျိုးခဲ့ကြပြီးတဲ့နောက်ဒီချစ်ပင်ကြီးဟာနေ့ချင်းညချင်းကြီးထွားတန်ဆွမ်းလာလိုက်တာမပြောပါနဲ့တော့ဒီချစ်ပင်ကြီးကိုကြီးကျင်တဲ့လောက်ကြီးဆိုပြီးဒီတိုင်းပြထားလို့မဖြစ်ဘူးကဲတင်စားချက်တွေမသုံးပဲစိန်နာရှင်းအောင်အကိုပြောပါမယ်နော်မြင်လဲမမြင်ရ၊ကိုင်းကြည့်လို့လည်းမရပဲနဲ့တော်တော်တကိုးကြည့်တဲ့အချစ်ဆိုတဲ့အဲ့ဒီဟာကလေးကိုမလွန်ဆန်နိုင်ကြလို့ချစ်ကြရတဲ့နေရာမှာ ညံကိုတုံးပြီးစင်စင်ချင်းချင်းချစ်ကြရအောင်လားကွယ်။ဟင်အခုစကားကနားရှင်းအောင်ပြောမယ်လေဆိုသေးရဲ့ပြီးတော့လဲနားလည်းမရှင်းဘူးစင်စင်ချင်းချင်းချစ်ဆိုတာဘလို့ဟာလဲဘာလဲစိန်နဲ့အကူတယောက်ကိုတရားမုန်းကြစို့လို့ဆိုလိုတာလားယင်။အဲ့ဒီလိုစိန်ကဖြတ်ထုတ်မိကုန်နေမိချင်နေပြီမဟုတ်လား။အကူရှင်းပြပါမယ်။စင်စင်ချင်းချင်းချစ်ဆိုတာပြောလို့ရင်ကတော့အကူကစိန်ကိုနမလေးအရင်လိုချစ်မယ်။ ဆင်ကလည်းအကိုကိုအိုးကြီးအရင်လိုချစ်ပါအဲ့ဒီလိုတယောက်ကိုတယောက်မောင်နှမအရင်လိုသဘောထားလိုက်တဲ့အတွက်အကိုတို့ရဲ့အချစ်ကယော့တော်မှာမဟုတ်ပါဘူးဘယ်နည်းနဲ့မှမယော့ပါဘူးပိုပြီးစိတ်ချရတဲ့ပိုပြီးအကျိုးရှိတဲ့အချစ်ဖြစ်လာနိုင်တယ်နေဦးကြားပြမိကုန်းနေမမေ့ချင်နေဦးအကိုရှင်းပြမှာပေါ့ဒီနေရာမှာတခုတော့သတိပေးချင်တယ်အကိုပြောတဲ့စကားတွေထဲမှာဓမ္မတန်တွေပါလာရင် အကိုဟာဥပုသ်ဇေယျနဲ့ကမ္ဘာထမ်းเจ้าမှာပြောရမယ့်စကားတွေပြောနေပြီလို့အယူမသိရဘူးနော် ဓမ္မအကြောင်းပြောတာဟာကို့အကြောင်းပြောတာနဲ့အတူတူပဲစိတ်စဉ်းစားကြည့်စမ်းပါချစ်တယ်ဆိုတာစိတ်ကူးကလေးမျှတာပါချစ်တဲ့ပုဂ္ဂိုလ်နဲ့အချစ်ခံရတဲ့ပုဂ္ဂိုလ်ဆိုတာတွေဟာလေရှိတာမှမဟုတ်ပဲပုဂ္ဂိုလ်ကောင်းတရားဝါဆိုတာမရှိဘူးစိတ်မရှိဘူးဒါကိုအကိုတို့ဖရာရဲ့အဘိဓမ္မာကလည်းထောက်ခံတယ်အဲ့ဒီလိုဖြစ်ရတဲ့အကိုတို့ဟာချစ်နေကြတာတွေးကြည့်စမ်းမဆမ်းဘူးလားအချစ်ညံဆောင်ဆိုတဲ့စကားကိုအကိုပြန်ကောက်ပါမယ် ညံနဲ့ချင်ရင်ချစ်လို့ကောင်းမယ်ညံမပါဘဲချင်ရင်အပူလောင်မယ်အခုနေများမပြောကောင်းမဆိုကောင်းအကိုသေးသွားရင် စိတ်မလိုဖြစ်ကြင်ရင်မယ်ဆိုတာတွေးပြီးစိတ်ကိုတိတ်တနာနေမိတယ်စိတ်သေးသွားရင်လေအကိုဟာဒီလိုပဲတနာเสียဖြစ်ကြင်ရင်မှာပါပဲစင်စစ်လူတယောက်တေသွားပြီးတဲ့နောက်ကျင်းရစ်ခဲ့သူကပူဆွေးရတဲ့အဖြစ်ဟာတော်တော်အဖြစ်ဆိုတယ်။သွားလေသူကတော့ဘယ်ရောက်တယ်မသိဘူး။ကိုဟာကိုသာအချောက်တိုက်ပူဆွေးနေရတယ် ညံဆောင်တဲ့ချေဟာဒီလိုပူဆွေးစရာကိစ္စကြုံလာတဲ့အခါတက်တာလိမ့်မယ်။အကိုတို့ဟာဒီလိုပဲထာဝရနေသွားကြရမှာမဟုတ်ဘူးဆိုတဲ့အချက်ကိုမေ့ထားလို့မဖြစ်ဘူး။တနေ့မှခွဲကြရမယ့်သူတွေပဲ။အဲ့ဒီလိုခွဲကြတဲ့အခါမှာအထင်မနာဖို့အရေးကြီးတယ်။ကဲထားပါတော့မောင်နှမအချင်းမျိုးနဲ့ချစ်ကြတော့ကောဘာကြောင့်ထူမှလဲ။ဒီအမေကိုအကိုဖြေပါမယ်။မောင်နှမအချင်းမျိုးနဲ့ချစ်ကြပေမဲ့အကိုတို့ဟာဘုသူစင်တွေလာဖြစ်ကြတဲ့အတွက် အကိုတို့ရဲ့အချစ်ဟာ1500အောက်တပြားဘူးမှရော့မှာမဟုတ်ဘူး။မောင်နှမချင်းအိမ်တော်ပြုတဲ့ထုံးနှင်းစင်လာတွေရာဇဝင်မှာအများကြီးရှိပါတယ်။ဒါပေမဲ့စိတ်ကိုချိုးချန်နိုင်တဲ့အကျင့်လေးတော့ရလာလိမ့်မယ်လို့မျှော်လင့်နေ။ဒါရင်မဟုတ်သေးဘူး။အကိုတို့ပြုထားတဲ့ကိုကျင့်တရားတွေဟာပိုပြီးရှင်သန်လာမယ်လို့လည်းမျှော်လင့်နေ။ကဲဘယ်နဲ့လဲ။စိတ်စဉ်းစားကြည့်စမ်းပါ။လေးလေးနက်နက်စဉ်းစားကြည့်ပါ။အကိုဟာဒီစာကိုအကိုတို့ရဲ့မင်္ဂလာဦးမွေးနေ့မှာရေးပေးမယ်။အဲ့ဒီနေ့ကသာစိတ်ကိုပင့်ရင် စိန်အကုတ်ကိုအကြီးကျယ်အထင်လွင်းပါပဲအဲ့ဒီနေ့ကလေးကဒီစကားတွေပြောကျင်နေတယ်ဆိုတာကိုတက်တေထူနိုင်အောင်လို့ဒီစာကိုအမိတ်စီမှာအက်ထားခဲ့ရတယ်အကိုကျွန်တော်ဒီစာကိုဖတ်ပြီးပြီးချင်းအတော်ကြီးဤမျက်နာကိုမှော့ကြည့်လိုက်မိသည်ဒီစာဟာအတော်ကိုအခုလိုနေရာတွေရောက်အောင်လမ်းညွန်နေစာပဲပေါ့ဒါပေမဲ့ချက်ချင်းမရောက်နိုင်ခဲ့ပါဘူးကွယ်သူဆုံးပြီး9နှစ်လောက်ထိဖြေးလို့မရအောင်ဖြစ်ခဲ့ရပါသေးတယ် ်မင်းကိုဒီစာပြတာတခြားကြောင့်မဟုတ်ဘူးကွတခုမေးချင်လို့မေးပါခင်ဗျာကျွန်တော်ဖြေနိုင်လားဆိုရင်ဖြေပါမယ်မင်းဒီလိုစာမျိုးရေးပြီးတော့မင်းရဲ့ရည်စားကိုပေးတင်တယ်လို့မထင်ဘူးလားအိုးကျွန်တော်ဤနှုတ်မှာအိုဟူသောအတန်တခုတာမြည်၍ထွက်သွားပါသည်ဝေဒာယီမဂဇင်းဒီဇင်ဘာလ1960ခုနှစ်အခုဖတ်ပြလိုက်တာကတော့ဆရာကြီးတာတူရဲ့ တော်ကြီးပြတော်စားဆိုတဲ့ဝတ္ထုတို့ပဲဖြစ်ပါတယ်။နားဆင်ပြီးခဲ့တဲ့အတွက်ကျေးဇူးများတင်ပါတယ်ရှင်။နောက်နေ့မှပြန်ဆုံကြမယ်နော်။